မြန်မာ website လမ်းစာရေးတခုရှိတယ်။ဒါပေမဲ့အဲဒီ website ကလူတွေကလုံးဝဝင်မရှိဘူး။ traffic လုံးဝမရှိဘူး။ဘာကြောင့်လဲ။ဘာလို့လဲဆိုတော့ခင်ဗျားရဲ့ website ကိုလူတွေကကိုကင်းမှာရှာလို့လုံးဝမတွေ့ဘူးပါ။အော်ဒီပြဿနာကိုဖြေရှင်းပေးတဲ့အရာကတော့ set agent optimization လို့ခေါ်တယ်။ SEO ပါ။ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် SEO ဆိုတာခင်ဗျားရဲ့ website တစုံတစ်ယောက်ကဒါကုကဲမှာရှာလိုက်တယ်ဆိုတဲ့အချိန်မှာ ထိတ်ဆုံးမှာ အပေါ်ဆုံးမှာလုံးဝကြောင်ညာက ပေးစရာမလိုပဲနဲ့ရောက်အောင်လုပ်တဲ့ဤပညာကိုဆိုလိုခြင်းဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကထိတ်ဆုံးမှာရောက်အောင်လုပ်ဖို့ဘာကြောင့်လိုအပ်တာလဲ။အဲ့တော့ရှင်းရှင်းလေးပါကျွန်တော်တို့ကိုယ်တိုင်လည်းကုကဲမှာရှာရဲဆိုတဲ့အချိန်ကျရင်အပေါ်ဆုံးမှာပေါ်တဲ့လင့်ကိုပဲဒါနှိပ်ကြတာများပါတယ်။ဆိုတော့ဒီလင့်ကပဲကျွန်တော်တို့ဒါ click တွေအများကြီးရပါတယ် traffic တွေအများကြီးရပါတာပါ ား SEO ကိုကောင်းလဲဆိုရင်ခင်ဗျားအတွက်အဓိကအကျိုးကျေးဇူးနှစ်ခုညာချက်ချင်းရပါပထမတစ်ခုကတော့ comment traffic တွေပါဒါကဘုံငယ်ပေါ်မှာအများကျော်များကလုံးဝဖေးကြရမလို့ပဲနဲ့အများကိုတကယ်လိုအပ်လို့လာရှာတဲ့ခင်ဗျားရဲ့ quality customer တွေပါနံပါတ်1ကတော့ credibility ပါခင်ဗျားတို့လူတွေက Google ရဲ့နံပါတ်1မှာမြင်လဲရတယ်ဆိုတဲ့အချိန်မှာ ူတွေကပို့ပြီးတော့ခမ ्या ကိုကျုံးချင်ကြမယ်ဒီငယ်ပဲ expert ဆိုပြီးတော့ပို့ပြီးတော့အားကိုးလာမယ် trust တကူကိုခမ ्या ရလာနိုင်ပါတယ်ခမ ्या တို့သိရပါတကူက SEO ဆိုတာတစ်ခါလုပ်ပြီးတော့ပြီးသွားတဲ့ project တကူမဟုတ်ပါဘူးရှင်းရှင်းလုပ်ရတဲ့ long term project တကူပါကဲဆိုတော့ခမားတို့ရဲ့ website တွေကရောကိုကဲပေါ်မှာရှာတွေ့နိုင်တဲ့အခြေအနေမျိုးရှိနေပြီလား SEO နဲ့ပတ်သက်ပြီးတော့တခြားသိချင်တာရှိရဆိုရင်လည်း comment မှာရေးသားခဲ့ပေးပါ 金龙啊，你还好吗？